တောင်တန်းများဝင်းရင်ကတောင်ကုန်းတောင်တန်းတွေရှိပြီးစိမ့်လန်းဆုပ်ပြေအေးများတဲ့ရွာလေးတွေမှာနေထိုင်သူများစုကတော့ကရင်လူမျိုးများဖြစ်ကြပါတယ်။ခြေလက်သဘာဝတွေဖြင့်ပြင်းတဲ့နေရာကြောင့်အေးများစုမှာခြေတန်းရှိကျန်းကိဒဏီကိုမိုးပြီးခရံကာဖြင့်နေကြသလိုလိုအပ်တဲ့နေရာတွေမှာလည်းဝဘိုးဝါကိုလှလပပလေးပြုလုပ်ကအင်းရဲ့အတွက်အသုံးပြုကြပါတယ်။ အဲဒီကျွေးရွာမှာအဖွားဆုံးဆိုတဲ့အမျိုးသမီးကြီးကလူအများကိုစေကူတာပေးတဲ့တိုင်းစင်းဆရာမအပြင်အနောက်ရှက်တွေမှာကဲတင်ပေးတဲ့နေတော်ဖြစ်လူတီများထင်ရှားကလူအများရဲ့ချစ်ခင်လေးစားခင်ရသူတဦးလည်းဖြစ်ပါတယ်အဖွားဆုံးမှာလိမ္မာရင်ကျေးလှပတဲ့နန်းရင်ဆိုးသောမြင်းမာလေးနဲ့အတူနေထိုင်ကြပါတယ်သူတို့မြေပွားက ရေချားစူလိုလိုအပ်သောတိုင်းရင်းစင်းမြင့်များကိုရှောက်ဖွေဖို့တော်ရဲကိုသွားလေရှိကြပါတယ်။အဲ့ဒီနေမှာတော့လိုအပ်သောစင်းမြင့်တွေကလည်းကုန်၊ကုသရဲ့လူနာကလည်းရှိတာမို့နိုင်ရင်ကသူတယောက်တည်းစင်းမြင့်ရှာမယ်ဆိုကသွားဖို့ပြင်မာတော့တယ်။အဖွားဆုံးကမိမလေးတယောက်တည်းတော်ရဲသွားမှာကိုဒီနေ့စိတ်ထဲလေးလံနေကြောင်ပြောပြီးမယ်လဲ။ ။သွားနေကြမို့စိတ်မပူရင်ပြောကအိမ်ကနေနိုင်ရင်တယောက်ထွက်သွားပါတော့တယ်။အကွာဆုံးလဲစိတ်တွေလေးလံကစိတ်မချတာကြောင့်မြေပြေသူတော်လေးဝင်သွားတဲ့အထိမျက်စိတစုံကြည့်ပြီးစိတ်မသက်မသာဖြစ်ကြံနေခဲ့ပါတော့တယ်။အဒီလိုနဲ့နိုင်ရင်ထွက်သွားပြီးအချိန်တန်ကြာမှာပဲအိမ်အတွင်းမှာအတန်တကူကြားလိုက်တာမို့ဝင်ကြည့်လိုက်တဲ့အခါ ဘိုးဘွားများအားပူဇော်ထားတဲ့ရှားစရာများပြုတ်ကြပြီးဖယိုပရေဖြစ်နေတာကို တွေးလိုက်ပါတော့တယ်။အဲဒါကြောင့်သူရဲ့မြေမာလေးမကောင်းတဲ့အဖြစ်ပြက်တစ်ခုခုကြုံနေမလားလို့စိတ်ပူကမြေမာလေးဘေးကင်းကင်းနဲ့အိမ်ပြန်ရောက်ဖို့အတွက်အမွေတိုင်းထူးကြီးကဝတ်ပြုစူတောင်းလိုက်ပါတော့တယ်။အဒီလိုပဲရွာတောင်ပိုင်းမှာရှိတဲ့ကျေးရွာတကြီး ဦးစုမောင်ရဲ့မြေဖြစ်သူစောစိန်လုံးတယောက်ကအချိန်တော်ကြာနဲရီကိုချီရေးဆိုကားချစ်ကြိုက်ခဲ့သူတယောက်ဖြစ်ပါတယ်။ဒါပေမဲ့လည်းလူပေါ်ကျော်ဖြစ်ကမိဘလို့စားထိုင်စားပြီးအမြဲလိုလိုမူယူနေတာကြောင့်နဲရင်ကတော့ပြန်မကြိုက်သလိုအမြဲလိုလိုငင်းဆန်နေခဲ့တာပဲဖြစ်ပါတယ်။အလိုငင်းဆန်နေတာကြောင့်အဖိုးဖြစ်သူရဲ့တကြီးအာနာသုံးကမိဘများခေါ်လာပြီး ။လဲရင်နဲ့လက်ထက်ရင်လာရောက်တောင်းရင်တော့လဲစောစေးလုံးရဲ့အမှုအကျင့်တွေကိုအဘွားဆုံးရပါမကြိုက်တာကြောင့်မြေဖြစ်သူအတွက်ကမ်းလှမ်းနာကို စကားလိမ်မာတုံးကညင်းပယ်လိုက်ပါတော့တယ်။အလိုရင်းညင်းပယ်ခံရတာကြောင့်သူ့ရဲ့အသက်ကို လူပုံအလဲမှာခွဲပြီးမာနကိုထိခိုက်တယ်ဟုဆိုကအညိုတင်းမှတ်ထားလိုက်ပါတော့တယ်။အဲဒီနောက်ပိုင်းမှာစောစေးလုံးတယောက် နိုင်ရန်ဘဝကိုဘလို့နှီးမျိုးစုံနဲ့အတင်းအာဓမယူရမယ်ဆိုပြီးတွေးတော့ကစိတ်ကူးရင်နေပါတော့တယ်။အဒီနေကလည်းနိုင်ရင်တယောက်ဒေါ်ရီကို သွားနေစင်မှာပဲစောစိလုံးတို့အုပ်စုကဒူမအာဒေါ်ဆက်မှာတွေးလိုက်တာကြောင့်နောက်ကနေခြေတန်းလုံးလုံးဖြင့်လိုက်ပါချေရခံကြပါတော့တယ်။နိုင်ရင်လည်းသွားနေကြတော့တယ်မို့ ဝင်းကြီးကိုမေလျောကစောစေလုံးတို့အုပ်စုလိုက်လာတာကိုတတိမပြုတ်မီပဲလိုအပ်တဲ့စည်းမျဉ်းများကိုဂယုတဆိုင်ရှာဖွေခွယုံနေစဉ်စောစေလုံးတယောက်အနာရောက်လာပြီးလင်းလင်းမြန်းမြန်းသူမခါကို အနောက်ကနေလက်တစ်ဖက်နဲ့ဆွဲဖက်လိုက်ပါတော့တယ်အလိုရုတ်တရက်ခါးကန်ခံလိုက်ရတာကြောင့်လန်သွားခြင်းနောက်လက်တစ်ဖက်ကအတန်ထွက်ပြီးမအော်ဘူး ဗဇက်ကိုပိတ်လိုက်တာမို့ဘူဝါဝါအော်တန်ဖြင့်ရုံရင်ဆန်ခတ်ကဖြစ်နေပါတော့တယ်။အလိုဖမ်းချုပ်ထားတာကိုသူမကအတင်းတင်းထုတ်ကရုံနေတာကြောင့်သူတငယ်ချင်းတွေကိုခေါ်ပြီးဝိုင်းဝန်းထိချုပ်ခိုင်းလိုက်ပါတော့တယ်။သူတငယ်ချင်းတွေကိုထိနေတော့မှပဲမင်းကငါအမြတ်တနိုးတန်ဖိုးထားလို့လာတောင်းတာကိုငါလိုတကြီးမီးကိုမင်းကငင်းဆန်တဲ့အတွက်အပြစ်ပေးတဲ့အနေနဲ့ မင်းဒီနေ့ငါမရဖြစ်လာရမယ်ဟုအတင်းအကျပ်သားများပြူပြီးနိုင်ရင်ဘဝကိုဖြည့်ဆည်းဖို့စတင်ပါတော့တယ်အလိုချင်နေတဲ့ကြောင့်နိုင်ရင်တယောက်သဘောပေါက်သွားပြီးရိုးရိုးတည်တည်ညွန့်ညွန့်ငငယ်ဖြစ်လက်အုပ်လေးချီကသူ့ကိုဘာမှမလုပ်ဘဲပြန်လို့ပေးဖို့ထက်ကြီးတလဲခခရရတောင်းမှန်ပေမဲ့လဲစောစိန်လုံးတယောက်အပြုံမင်းကလေးဘဝကို လွယ်လွယ်ကူကူဖြည့်ဆည်းဖို့တဏှာစိတ်ကအတော်မတတ်နိုင်အောင်အလွန်အမင်းငယ်ဒိဋ္ဌိအထုအထိတ်ရောက်နေပါတော့တယ်။အလိုရနိုင်ခြင်းကအလိုမတူပဲသားများပြုကျင့်နေတာကို ရှိသမျှအားဖြင့်ခုခံခဲ့တော်လဲအာနယ်ရဲ့မိမသားမှုအမျိုးသားတောင်းရောက်အားကို မတွန်းလှန်နိုင်မင်းဖြစ်နေပါတော့တယ်။အယုတ်ကလေးတယောက်လိုအချိန်ခဏလေးအတွင်းမှာ မချင်းမနစ်မြို့တော်သူရဲ့လက်ထဲမှာဝင်းတင်စာပန်းလေးတစ်ပွင့်မလားမပါဖြင့်သူမရဲ့အပြူဘဝကိုအတင်းအာဓမချုံနောင်ကအသွေးသားတွေဖြန့်စည်းခံလိုက်ရပါတော့တယ်။မိန်းကလေးတယောက်ရဲ့ဘဝကို အချစ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေရာယူလို့စိတ်အနိုင်လို့စိတ်ပြင်းပြင်းပြပြညဉ့်ဉန်းစိတ်အဖြစ်ဖြစ်အညွန့်ချိုးယူလိုက်တဲ့အပေါ်အာသာဖြစ်ခြင်းနဲ့မှုက အတော်တည်းရောက်နေခြင်းအနေငယ်ပြေရောသွားတာမို့မျိုးပေါ်မှာပက်လက်ဖြစ်နေသောနန်းရင်လဲနာကြီးစိတ်ကြောင့်လက်ထဲပါလာသောခဲလုံးဖြင့်စောစိတ်လုံးမျက်နာကို အားပါသလောက်ထူချလိုက်ပါတော့တယ်လူဆိုတဲ့ပူထူစဉ်သဘောအရာကိုထီမာနာတတ်တာကြောင့်မျက်နာဘိုးခဲနဲ့ထူထန်လိုက်ရမှု အရှင်က အလွန်နာကျင်လာက သွေးများလည်းထွက်လာတာမို့လက်ဖြင့်အုတ်ကအော်ဟင်းနေပါတော့တယ်။အလိုရေအသားနာသွားတာကြောင့်မိန်းကလေးဆိုတာမေးပြီးတရိစံတကောင်လုံးအတင်းအဓမ္မရိုက်နှက်နေပေမဲ့လည်းမကျင်နဲ့နိုင်တာကြောင့်အာတန်တန်လက်နှစ်ဖက်ဖြင့်လေပင်ကိုညှင်းပြီးချက်ကလေးငှက်ကလေးလိုလွယ်လွယ်ကူကူတက်လိုက်ပါတော့တယ်။အလိုဒေါသစိတ်တွေကြောင့်တက်လိုက်တဲ့အပေါ်ကြောင်ယုံမှုမဖြစ်ပဲ နန်းရင်အလောင်းကို အလောင်းဖြောင်းရင်မြစ်သေးကို ပြစ်ချလိုက်ပါတော့တယ်။အဲဒီချိန်မှာအဖွားဆုံးကမြေဖြစ်သူပြမလာသေးတာကြောင့်စိုးရိမ်တကြီးစောင့်နေရင်မိကနေအိပ်ပျော်သွားပါတော့တယ်။အိမ်မထဲမှာနန်းရင်ကဒဂိုလုံးတန်ရာတန်ချက်အပြင်ညစ်ပက်ဆူရွှဲကပင်ပန်းနှဲနေသောခနာကိုဖြင့်အိမ်ရှိကလေကားချင်းမှဝဲနှဲစွာရက်နေတာကြောင့် အဖွားဆုံးကအိမ်ထဲကိုဝင်လာဖို့ခေါ်ပေမဲ့လည်းဘာစကားမှမပြောပဲရှာကြီးတငယ်ငယ်ဝမ်းနဲ့ပလက်ငိုကြွေးနေပါတော့တယ်အဖွားဆုံးလည်းအိမ်မဆိုးကနေလန်နိုးလာပြီးသူမမြေးမလေးရက်ဆက်သွားအသက်ခံရပြီဆိုတဲ့အတိအကျတည်ဆုံးသွားပြီလို့တတ်မှတ်ကပူဆွေးဝမ်းနည်းစွာငိုကြွေးနေပါတော့တယ်အဲဒီညမှာပဲမိန်းကလေးတယောက်ရဲ့ဘဝကို ပန်းချွေသလိုလွယ်လွယ်ကူကူရဲရဲဆက်ဆက်ချွေပြီးတက်ပြစ်ထားတဲ့စောစီလုံးတို့အုပ်စုအိမ်တွင်မူးယေတောက်စားနေခြင်းရုတ်တရက်အိမ်ရှိမှဒဇုံတဦးကဆူဆူဆိုက်ဆိုက်ကြည့်နေတယ်လို့ခံစားလိုက်ရတာကြောင့်လမ်းကြီးလိုက်တဲ့အခါမှာအယံကိုတုံးလုံးထိတ်လန့်ကကြောက်လန့်တကြဖြည်ပြီးအော်ဟစ်ထွက်ပြေးကြပါတော့တယ်။အမူးလုံးနေသောဆော့ဆေးလုံးလဲတောက်ထားသမျှပြောက်က ခြေဦးတရာကြောင်းလန့်တကြခပ်ပြေးနေပါတော့တယ်အလိုသွေးယူသွေးရန်ဖြစ်က အော်ဟစ်ခပ်ပြေးသလိုအနောက်ကနေကြောက်စရာမြင်ကွင်းကြီးကလည်းထက်ချက်မကွာလိုက်လာပါတော့တယ်တပြေးပြေးနဲ့ဆောဆီလုံးနဲ့အဖိုးဖြစ်သူ အိမ်နာနီလာသလိုစူးစူးညံ့ညံ့အတန်းနေကြောင်းတတိတပည့်ကထွက်ကြည့်လိုက်တဲ့အခါမှာလှိုင်းနိုင်ထနေသောအပုံနှမ်းနဲ့အတူ၆ဆရာမြင်ကွင်းကိုမြင်လိုက်တာကြောင့် အံ့ဩထိမ့်လန့်နေပါတော့တယ်။အလောအဟိတန်နေပုပ်ပနန်းစောနေတဲ့အနံ့တွေကအရန်ဆိုးဝါးလာတာကြောင့်ဦးစုမောင်လဲဗရင်ပေါက်ကနေလှမ်းကြည့်လိုက်တော့အရှိကနေမြေဖြစ်သူကပြေးအနောက်ကနေတကောလုံးဆူရွှဲပုပ်ပနန်းစောနေသူတယဲမကလိုက်လာတာကြောင့်အလင်းအမြန်တကားဖွင့်က အထဲကိုခေါ်လိုက်ပါတော့တယ်။ဦးစုမောင်ကကြကြီးလုံးနေပေမဲ့ အောင်လန်းပညာကိုတက်ဖက်ကန်းခက်ကျွန်း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 တမြောက်သူတယောက်ဖြစ်ပါတယ်။အရာကြောင့်မြေပြည့်သူအိမ်ထဲရောက်ပြီးဆိုတာနဲ့ချက်ချင်းစီချလိုက်တာတရေမှလည်းခြံစည်းရိုးနယ်မယ်ကို ကျော်လို့မရနိုင်တော့ပဲအပြင်ကနေအတန်နဲ့ကြီးဖြင့်အော်ဟစ်တောင်းကျနေပါတော့တယ်။ဦးစုမောင်လည်းကြောင်းလန့်နေတဲ့မြေပြည့်သူကိုအကြောင်းစုံမင်းမြန်လိုက်တဲ့အခါ မြေဖြစ်သူက အဖွားဆုံးရဲ့မြေမလေးကို အလိုမတူပဲအုပ်စုလိုက်တားမြပြုခြင်းနဲ့အပြင်ဒေါသစိတ်ကြောင့်တလိုက်တဲ့ဆိုသော မတရားမှုအဖြစ်မှန်ကိုတီးလိုက်ကအံ့ဩသွားပြီးမတရားမှုကိုဖြင်းရှင်းပေးမဲ့အစားအမှုဖြောင့်ရဲ့မြေဖြစ်သူကိုလည်းအိမ်ထဲကနေမထွက်ဖို့မှားကြသလို သူတပည့်တွေကိုလည်းအိမ်ပတ်လည်အထူးဆောင်ချက်ကို အမိန်ပေးလိုက်ပါတော့တယ်။နောက်နေ့မနက်မှာတော့ ရွာထိပ်ကတော့ဆက်မှာတေဆုံးနေသူတွေကစောစေးလုံးရဲ့နောက်လိုက်တကယ်ချင်းနှစ်ယောက်ဖြည်းပြီးအလောင်းတွေကလည်းမတီခင်ကအလွန်ကြောက်မက်စရာအဖြစ်မျိုးနဲ့ကြုံတွေ့ပြီးတေခဲတာကြောင့်မျက်လုံးပြူးကြီးတွေဖြင့်ထိတ်လန့်နေကြပုံစံနဲ့တေဆုံးနေပါတော့တယ်။အရင်နေမှာစားပြီးရတဲ့ကောင်ချိန်တိုင်းရွာထဲမှာမိန်းကလေးတယောက်ရဲ့ခြောက်ခြားဝေရာဆူဆူဝါးဝါအဟေတောင်းရံတွေကိုကြားနေရပါတော့လေ။ ရဲ့တော်ကြလာတော့ရာသားတွေကရကြီးဦးစုမောင်စီတို့ကအမည်မသိမိန်းကလေးအတွက်စူတောင်းပွဲအခမ်းအနားလုပ်ပေးဖို့တောင်းဆိုကြပါတယ်။စူတောင်းပွဲလုပ်ပေးမှလာတိုင်းကြားနေရတဲ့အတန်ဆိုးကြီးလည်းပြေပြောင်းသလိုမိန်းကလေးလည်းကောင်းမွန်တဲ့ဘဝရောက်မှာပဲဖြစ်ပါတယ်။အလားကြောင့်မျက်နှာဖုံးဆွထားတဲ့တကြီးကတရေမကိစ္စကိုဒီကြမှာပဲသူအမြန်ဆူတောင်းပွဲလုပ်ပေးမယ်လို့ကတိပေးလိုက်ပါတော့တယ် အလိုတရားမှအကြောင်းပြောဆိုတဲ့နေကြောင်းသူများအသက်သက်တုံးကလွယ်လွယ်ကူကူတက်ခဲ့တဲ့စိုးစိလုံးတွေကအလွန်ကြောင်းလန့်ကကြောက်ချီးပါနေပါတော့တယ်။အလားကြောင့်မိုးချုပ်ကားစားအချိန်ဝိညာဉ်စုတောင်းပွဲလုပ်မယ်လို့ပြောပြီးလိုအပ်သောပစ္စည်းတွေယူကာအလောင်းဆွဖြစ်ရာနေရာကိုသွားကြပါတော့တယ်။အဲ့ဒီနေရာကိုစိုးစိလုံးတယောက်ပဲတည်ရမို့အเจ้าလိုနေတဲ့သူကိုလမ်းပြအဖြစ် တော်ဆက်ကမြင်းနာကိုခေါ်လာပါတော့တယ်အလောင်းရှိရာနေရာကို မလိုက်ရှင်ပေမဲ့လည်းတရေမှာလူကနေမြင်းမြဲလွမြဖို့အတွက်အဖိုးအားကိုနဲ့ကြောက်ကြောက်လန့်လန့်နဲ့ပါလာပါတော့တယ်အလောင်းဆုံးပြတဲ့မြေကမ်းနားနေရာရောက်တော့မိုးတော်ချုပ်ကကောင်းဝင်တစ်ခုလုံးမဲမောင်နေရာကြောင့်မိတိုင်းနဲ့ထွန်းလိုက်ပါတော့တယ်အဲဒီနောက်အနောက်ရှက်ကင်းဖို့အတွက်စီဝိုင်းတားက လူအတော်စီမြောင်းနိုင်နေထုံလိုက်ပါတော့တယ်။ဝိညာဉ်နေဖို့အခမ်းအနားတွေလှုပ်တော့တာမို့ဘလို့ပဲဖြစ်ဖြစ်စီးပြင်းမထွက်ဖို့မှာကြပြီးဂါရာရီစတင်ရွဆိုပါတော့တယ်။အလိုရွဆိုတဲ့နေကြောင့်မြစ်ထဲကနေပုပ်ပွားနေတော့အနံဆုံးနဲ့အတူတရေမှနန်းရင်ထွက်ပေါ်လာပြီးအကောင်ဆုံးစိန်လုံးစုတဲ့အကောင်ကိုပြီးလာဘာတို့ကိုတရားမှပြင်းနေတာလေ

တောင်းပန်ပါတယ်အသက်ကို ချမ်းသာပေးပါနင့်ကိုတက်လိုက်ဖို့မယူရပါဘူးစိတ်မထင်းနိုင်ပဲဖြစ်သွားတာပါနင့်ကိုအပိုင်သိမ့်ပိုက်ချင်တာမို့မလုံးတင်တာလုံးပြီးမမားတဲ့အမားတွေမှားမိသွားတာပါငါတောင်းပန်ပါတယ်ငါအသက်ကိုချမ်းသာပေးပါနော်လို့ကြောင်လန်နေသောမျက်နာဖြင့်ဆောက်စိတ်လုံးတယောက်တောင်းဆိုလိုက်ပါတော့တယ် အလိုတောင်းဆိုပေမဲ့လည်းမင်းကြောင့်ငါကိုငါကိုတက်ချင်တာမင်းကိုတောင်းမှန်းနေတယ်တောင်းမှန်းတော့ဘူးဆိုင်ဆိုင်လို့လားဟိုနေလေရောက်မှာတောင်းမှန်းနေတယ်ရတော့ငါဘဝနဲ့မပြတ်မဖြစ်တော့ဘူးငါကညီလို့တက်လို့အပေဆုံးနဲ့တည်ခဲ့ပြီးပြီးဆိုကကျောင်းနဲ့ဇေယျဤကံကြီးကတီးတီးတဟာဟာဖြင့်ဖတ်ပေါ်လာပါတော့တယ်အဲ့လိုတရေမဖြစ်သူရဲ့ချင်းချောက်စကားတွေက မြေဖြစ်သူအတွက်အတိတ်အထိတ်တလန့်ဖြစ်လာတာကြောင့်ဦးစုမောင်လည်းဂါရာတွေကိုအတန်ကျဲတဲ့ကျဲကပူရွလာပါတော့တယ်ရွဖတ်တန်နေကြောင်းတဲမနန်းရင်လည်းအရန်ကိုပူလောင်နေပဲမယ်လဲရဲမလျှော်ပဲအော်ဟစ်ကအလူအလဲဖြစ်နေချိန်မှာရုတ်တရက်သူ့ဘိုက်ကိုထိုးခွဲကဥရင်နှောက်ယူလိုက်ပြီးတခုချင်းစီကိုကိုင်းကတဟီဟီဖြင့်အော်ရဲနေပါတော့တယ် သူမလုံးနေဘုံကို စီးဝိုင်းထဲကနေမြင်နေတဲ့စောစီလုံးတယောက်အယံကိုကြောင်းလန့်လာတာကြောင့်မလုံးတင်သောအမားအဖြစ်စီးဖောက်ကစီးဝိုင်းထဲကနေတော်တဲ့ကိုဖက်ပြေးသွားပါတော့တယ်။မြေဖြစ်သူစီးထဲကနေပြေးသွားတာကြောင့်ဦးစုမောင်တို့သုံးယောက်လည်းအနောက်ကနေမြင်းမြန်ဆန်းဆန်းပြေးလိုက်ပါတော့တယ်။အဲ့ဒီအချိန်တရဲမှနန်းရင်ရဲ့ဝိညာဉ်က ซอสซี้ลงရဲ့အရှိမပေါ်လာပြီးအညိုကြီးကြီးဖြင့်လယ်ပြင်ညစ်ကအသေးတက်နေပါတော့တယ်အလိုတက်နေခြင်းစီမံထားတဲ့ကျိုးဖြင့်ဒီမနောက်ကျိုးကို ပြင်းပြင်းထန်ထန်ရိုက်ချခံလိုက်ရပါတော့တယ်အစီမံကျိုးကြောင့်ซอสซี้လုံတည်ပေမဲ့လည်းဝိညာဉ်ကတော့ကျိုးထန်ရာကြောင့်အလူအလဲအော်ဟစ်ခံစားနေရပါတော့တယ် အလိုအဟေခံစားနေခြင်းအနံဆုံးတွေကလည်းယခင်ကားထက်နန်းလာတာကြောင့်ထင်းကျိုးဖို့အတွက်ကြိုးစားကအလုံးရှုံနေစင်မှာပဲနောင်ကျောကနေအေးတခုကဥစုမောင်ရဲ့ကျောကိုပက်ဖြန်းခံလိုက်ရပါတော့လေရုတ်တရက်ဖြစ်ပေါ်မှုကြောင့်အံ့ဩနေစင်မှာပဲအဲ့ဒီချွတ်ပြစ်ပြစ်အနီရောင်အေးတွေကမိတော်တခုလို တောက်လောင်တယ်လို့ဘူလောင်မှုတွေဖြစ်ပေါ်လာတာကြောင့် အောင်ဟင့်နေပါတော့တယ်။အဲ့ဒီအရေးတွေကပြန်ရှင်းတဲ့သွေးရည်ကို အစီအမံနေပြန်ပြုလုပ်တာကဖြစ်လာတာကြောင့်မဓမာသူတွေအတွက်ငရဲလိုပူလောင်စေတဲ့အထိစွမ်းအားရှိနေပါတယ်။အလိုအချင်တွေကိုဥစုမောင်ရဲ့တပည့်တွေစွန့်အောင်နေချိန်မှာပဲအမောင်တွေကနေသွေးပင်နေတဲ့အိုးကြီးကိုင်းကအဖွားဆုံးထွက်လာပြီး နင်းမင်းကငါမင်းကိုအလိုမတူပဲသားများပြုခြင်းပြီးနှင်းမဲနှိမ့်ဆက်ကအသေးသက်အောင်တက်လိုက်တဲ့အပေါ်အာနာမှုမရှိပဲမတရားခံလိုက်ရတဲ့နာကျင်မှုကြောင့်တရေဘဝရောက်နေတဲ့သူကိုနင်းကပါမစာမနာဝိညာဉ်ကိုနှိမ့်ဆက်ဖို့ကြိုးစားနေကြတယ်ပေါ့ဒေါသတကြီးပြောဆိုနေပါတော့တယ်အလိုငါမင်းမလေးရဲ့ မတရားစော်ကားတက်ခံလိုက်ရတာကြောင့်နင့်ရဲ့မြင်းနဲ့အလိုသူအလိုပါလုတ်ပေးတဲ့နင်းကိုဒီနေ့ဒီနေရာမှာပဲပြစ်ဒဏ်အနေနဲ့အသေးသက်ပြစ်မယ်ဒိန်ဝါပြောဆိုလိုက်ပါတော့လေဒုက္ခတွေအပြည့်ဖြင့်အနိုင်ချင်းနှိမ့်ဆက်ခံနေရခြင်းချစ်ရပါတော့အဖွားဖြစ်သူရောက်လာကသူအတွက်ပြန်တိုက်ခိုက်ပေးတာကြောင့်ဝမ်းနဲ့ဝမ်းသာဖြင့်တည်ရမလေးမင်းရင်တယောက် မူကျွေးမှုကြောင့်သွေးမြည့်ရည်တွေကျဆင်းလာပါတော့တယ်။အဒီလို အမှန်တရားကိုပေါ်ပေါက်သွားပြီးသူ့လုံရဲ့မှန်ကန်မှုပေါ်လွင်သွားတာကြောင့်မြဲမြံဆန်းဆန်းစောစိတ်လုံးစီပြေးကလေပြင်းကနေအာရပါရဂုတ်ကိုလိချိုးတက်လိုက်ပါတော့တယ်။မြေဖြစ်သူအသက်ခံလိုက်ရတာကြောင့်ဦးစုမောင်တို့သုံးယောက်လည်းထိုင်လန်ကထွက်ပြေးပြုတ်ပြင်ကြပါတော့တယ်။အလိုပြင်းစင်နေချိန်မှာပဲ ဘူးစုမောင်ရဲ့နောက်ကျောကိုအဖွားဆောင်ကဒါအဖြစ်အာရပါရထိုးချလိုက်ပြီးဂျင်းနဲ့အာရတော့အတန်းဖြစ်ငါမြင်းမာလီအတွက်နင်းကကျင်ရပါဝိုင်းနှိမ့်ဆက်တာကြောင့်အသက်ပေးပြီးပေးဆက်ရမည်ဟုဆိုကတက်လိုက်ပါတော့တယ်အဒီလိုနဲ့မနဲ့ရောက်တော့ရွာသားတွေနဲ့အတူအဖွားဆောင်မှာတော့ရောက်လာပြီးဦးစုမောင်နဲ့စောစေးလုံးတို့အလောင်းကိုမြေကန်းနှပေးမှာတွေးလိုက်ရပါတော့တယ် ။အလိုသွေးအိုင်ထဲမှာနှစ်ယောက်စလုံးတည်နေသလိုမြစ်ထဲမှာလည်းမောက်ခုံကြီးပုတ်ပွားနန်းနေသောနန်းရင်ရဲ့အလောင်းကို တွေးလိုက်တာကြောင့်မြစ်ထဲဆင်းပြီးအလောင်းကိုဆဲယူလိုက်ပါတော့တယ်။အဲဒီနောက်ရွာသားတွေက အလောင်းသုံးလုံးကိုရွာတစ်လက်အတိုင်းတကြိုပေးလိုက်ပါတော့တယ်။အေဂျန်တာရတဲ့ရွာလေးမှာမျက်နှာဖုံးစွကတကြီးလုံးနေတဲ့ဦးစုမောင်မရှိတော့တာကြောင့်ရဲအနေငယ်ကြမှာပဲ တကြီးအသေးခံဖို့စီစဉ်မာတော့တယ်အများစုကထောက်ခံမှုကြောင့်တမာတမတ်ကြပြီးလူအများလေးစားရတဲ့အဘွားဆုံးကိုရွာတကြီးအဖြစ်လှူဆောင်ဖို့တောင်းဆိုကညမကြမီမှာပဲရွာတကြီးအသည့်ပြောင်းသွားပါတော့တယ်အဲ့ဒီအချိန်မှာစာရင်းအရင်ကားတဲ့ရွာလေးကရင်းချမ်းသွားသလို မတရားတက်ခံရတဲ့နန်းရင်လဲလက်စားချင်နိုင်လိုက်တော့မှကောင်းမွန်သောဘဝလေးကို ရောက်သွားပါတော့တယ်။ဇလန်းလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိနားထောင်ပြီးတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။နောက်တစ်ခေါက်မှပုံဝင်းစိတ်ဝင်စားစရာဇလန်းတွေနဲ့ပြန်လာခဲ့ပါမယ်နော်။စောင့်နေဖို့မမေ့ပါနဲ့။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။